စလိုင်းထန်ခီးရှင်ရဲ့ပြိုင်ဘက်ဆောင်းချိုင်းနိုင်ဆိုတာဒီလိုဖိုက်တာမျိုးဖြစ်ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇော်ကနေတင်ဆက်နေပါတယ်မြန်မာလူငယ်ဖိုက်တာလေးစလိုင်းထန်ခီးရှင်ကတော့1 Friday 5 130ပွဲမှာပွဲဥတွေဖြစ် Time Fighter ဆောင်းချိုင်းနိုင်နဲ့ရင်ဆိုင်သွားမှာဖြစ်ပါတယ်အဲပွဲကတန်ခိရှင်အတွက်ကြီးမားတဲ့ဇင်ကုမ္ပဏီကဖြစ်ပြီးတော့ဆောင်းချိုင်နွားရဲ့ထူးချွန်တဲ့မှတ်တမ်းကြောင့်ပွဲစဉ်ရဲ့မျှတမှုပရိသတ်တွေမိကွန်းထုတ်နေကြပါတယ်။ဒီပွဲစဉ်က Adam Weight 135ပေါင်မှာရှင်ပြိုင်မှာဖြစ်ပြီးတော့ မွေထိုင်းစီမင်းနဲ့ကစားမှာဖြစ်ပါတယ်။တိုင်းထန်ခွေးရှိန်အသက်20နှစ်မြန်မာနိုင်ငံကျေးလက်ဒေသမှာမွေးဖွားခဲ့ပြီးတော့အသက်20နှစ်ကလေးကမြန်မာပြည်ကလက်ဝဲကိုလေ့ကျင့်ခဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ကစားပုံက yes set တဲ့လက်တီချက်တွေနဲ့ဝုံတိုင်းကျေပြားတတ်တာကြောင့်ပြည်သက်အပင်မှုကိုတိုင်းတာတစ်ခုတည်းရရှိထားခဲ့တာဖြစ်ပြီးလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီပွဲမှာသူအတွက်ဝမ်ချမ်းမြင့်ရှိမှာပြမအုံဆုံးပွဲဥဒ်ရဖြစ်တာကြောင့်အတွေ့အကြုံနဲ့ပါနေပါသေးတယ်။စောင်းချိုင်းတိုင်းအသက်25နှစ်ကတော့ထိုင်းနိုင်ငံရဲ့ QS Shankrit မွေချိုင်း Jim က Fighter တူဖြစ်ပြီးတော့ ဝမ်ချန်ပီယံရှစ်မှာဒူချွန်နဲ့မှတ်တမ်းရှိပါတယ်။သူကဝမ်မှာဆယ်ပွဲကစားခဲ့ပြီးတော့ကိုပွဲနိုင်တပွဲရှုံးထားပါတယ်။နိုင်ပွဲကိုပွဲမှာအလဲတိုးလေးပွဲပါဝင်ပြီးတော့ကြံငါးပွဲက Anonymous Decision နဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီမှတ်တမ်းကဝမ်သမိုင်းမှာအကောင်းဆုံးနေတဲ့ကာတစ်ခုဖြစ်ပြီးတော့ Rotten Super Bond တာဝန်ချိုင်းတို့ထက်တောင်မှတာလွန်နဲ့မှတ်တမ်းလည်းဖြစ်ပါတယ်။ ။ဆောင်းဆိုင်တွင်ကအတန်ဝိတ်မှာဝမ်ချမ်းမြရှိတဲ့အကောင်းဆုံးဖိုင်တာတဦးပါ။သူ့ရဲ့ကစားပုံကဒီလိုချက်တွေနဲ့ထူးခြားမှုတွေရှိနေပါတယ်။ဆောင်းဆိုင်တွင်ကကွင်းထဲမှာပြိုင်ပွဲရဲ့အားနည်းချက်တွေကိုလင်းမြန်စွာခွဲခြမ်းစိတ်ပြနိုင်ပြီးတော့နီဗျူဟာဆိုင်ယာထိန်းချုပ်မှုကိုကောင်းစွာအသုံးပြုတတ်ပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်တွေကတိကျပြီးတော့ပြိုင်ဘက်ကိုထိန်းချုပ်နိုင်ဖို့အလဲကွက်များတဲ့ကစားပုံကိုပြသတတ်ပါတယ်။ဒါက 5IQ ကောင်းတာကိုပြသတာပါ။ သူကလက်သီးတတောင်းခြေကန်ချက်ဒူတိုက်ချက်အားလုံးကိုစုံလင်စွာအသုံးပြုနိုင်တဲ့ဖိုက်တာဖြစ်ပါ रे သူတပြင်းတော့သူ့ရဲ့ခြေကန်ချက်တွေကပြိုင်ဘက်ကိုကွာဝေးမှာထိန်းချုပ်နိုင်ပြီးတော့လက်သီးချက်တွေကရက်ဆက်ပြီးတိကျပါ रे အဲဒါကြောင့်တပ်ပေါင်းစုံတဲ့ဖိုက်တာလို့ပြောလို့ရပါ रे စောင်းချိုင်တိုင်းက1 Friday fight တင်မကပဲနဲ့1 Championship ရဲ့ပွဲကြီးတွေမှာလည်းရှင်ပြိုင်ခဲ့ပါ रे သူ့ရဲ့နိုင်ပွဲ၉ပွဲမှာပြိုင်ဘက်တွေကအတွေ့အကြုံ၄၅ပွဲရှိတဲ့ဖိုက်တာတွေဖြစ်ခဲ့ပြီးတော့စောင်းချိုင်တိုင်းကသူတို့ကိုကြောဖြတ်နိုင်ခဲ့တာပါအဲဒါကြောင့်မလို့မာကုံရဲ့အတွေ့အကြုံပိုင်းမှာလည်းအတော်လေးတော့ပြပြေစုံနေပြီးသားလို့တောင်မှဆိုနိုင်ပါ रे တန်ခိရှင်ရဲ့ပွဲဥဒ်အဖြစ်အဆောင်ချိုင်နိုင်လို့ထူးချွန်တဲ့ fighter နဲ့ရင်ဆိုင်ရတာကပရိသတ်တွေအတွက်ကတော့စိတ်မကောင်းစရာနဲ့အမျှတမှုကိုအငင်းပွားစရာဖြစ်စေပါရည်။ဆောင်ချိုင်နိုင်ကဝမ်းမှာ၁၀ပွဲကစားခဲ့ပြီးတော့၉ပွဲနိုင်ထားတဲ့ fighter ဖြစ်ပါရည်။သူ့ရဲ့ပြိုင်ဘက်တွေကအတွေ့အကြုံ၄၅ပွဲရှိတဲ့ကစားမတွေဖြစ်ခဲ့တာပါ။တပည့်တန်ခိရှင်ကတော့ဝမ်းမှာပထမဦးဆုံးပွဲဥဒ်အဖြစ်တာကြောင့်အတွေ့အကြုံမရှိသေးပါဘူး။ဒီလိုအတွေ့အကြုံကွာခြားမှုကပွဲစဉ်ကိုမမျှတဘူးလို့ပရိသတ်တွေကမြင်စေပါရည်။ဆောင်ချိုင်နိုင်ကနောက်ဆုံးပွဲတပွဲမှာရှုံးနေခဲ့ပြီးတော့ဒီပွဲမှာနိုင်ဖို့စိတ်အားထက်သန်နေပါရည်။ ချိုပရိသတ်တွေကဆောင်းချိုင်နိုင်ကိုနိုင်ပွဲပြန်ရှာဖို့အခွင့်အရေးပေးဖို့ဝမ်ချန်ပီယံရှစ်ကတန်ခီချိန်ကိုရွေးချယ်ခဲ့လို့ယူဆကြပါရီ။ဒါကတန်ခီချိန်အတွက်မမျှတာရဲ့အနေအထားတစ်ခုလို့မြင်ပါရီ။ဆောင်းချိုင်နိုင်ရဲ့စွမ်းဆောင်ရည်ကောင်းတွေကတန်ခီချိန်အတွက်စိန်ခေါ်မှုတွေပြည့်နေနေမှာပါ။ဒါပေမဲ့တန်ခီချိန်ကပွဲဥတွေဖြစ်တာကြောင့်အနိုင်ရဖို့ဖိအားမရှိဘဲနဲ့ကစားနိုင်ပါရီ။ဆောင်းချိုင်နိုင်ကတော့နိုင်ပွဲရှာဖို့ဖိအားရှိနေနိုင်ပါရီ။ဒီချက်ကတန်ခီချိန်အတွက်အားသာချက်တစ်ခုဖြစ်လာနိုင်ပါရီ။ဒီဘွဲမှာအနိုင်ရရှိဖို့ခက်ခဲပေမဲ့တန်ခီချိန်အတွက်ကတော့ဒီဘွဲကအတွေ့အကြုံရဖို့ခွင့်လန်းတစ်ခုဖြစ်ပါရည် ။ဆောင်းချိုင်နိုင်လိုဖိုက်တာနဲ့ရင်ဆိုင်ရတာကသူ့ရဲ့ကစားပုံနေပြည်တော်နဲ့အစိပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုသိရှိဖို့အထောက်အကူဖြစ်စေပါရည်။ဒါကလာမယ့်ပွဲတွေအတွက်သင်ကန်းစာဖြစ်လာနိုင်ပါရည်။အကောင်းဆုံးကြိုးစားနိုင်ပါစေလို့ပဲဆုတောင်းပေးလိုက်ရပါရည်။အဆုံးထိလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါရည်များ။